မိန်ကလေးနဲ့ယောက်ျားလေးမှာကရှင်တွဲလိုက်လို့ရှိလို့ရှင်ယောက်ျားလေးတွေကအဲဆက်ဆက်ဦးဆုံးမှာအဲဘယ်လိုပြောရမလဲပထမဦးဆုံးမှာသူတို့ဒီအရာကိုလိုချင်တဲ့အတွက်လိုက်တယ်အဲတကယ်တကယ်လည်းမိန်ကလေးတွေကပြေးတာအဲ့ချိန်မှာ အဲတကယ်တကယ်လည်းအဲ့မိန်းကလေးတယောက်ကတကယ်ယုံကြည်တယ်ငါတကယ်လက်ခံတယ်ငါသူဒီငါ့ကိုတကယ်ချစ်မြတ်လို့ပါတယ်သူဒီငါ့ကိုတကယ်အလုံးစုံ perfectly ပေါ့နော်အာဘွားနဲ့ပဲတွတ်တွတ်အလားဒီမိသားစုနဲ့တွတ်ရေရှည်ကိုအုံနောက်နဲ့ပဲစဉ်းစားနှလုံးသားနဲ့ပဲစဉ်းစားကြအားလုံးလက်ခံပါပြီဆိုတဲ့အချိန်ကျရင်ယုံကြည်မှုကို100%ပေးလိုက်ပြီဆိုတဲ့အချိန်ကျလို့ရှိရင်တော့အဲစတာပဲမိန်းကလေးတွေကြည်ကွဲရတာကြီးပါပဲကောအပြင်းပြင်းပါပဲပေါ့မောင်ဟဲစုမောင်ဟဲစုချိုင်း ။ဘာလဲဆိုရင်မမိုင်းဆိုတချင်တော့ပြလိုက်ပါတယ်။အပြစ်မမြင်တော့မှတော်ပြအပြစ်ပြမြင်ပါတယ်။တကယ်ချင်းအပြစ်မမြင်ဘူးဆိုတာရှောက်ပြောနေတာ။လုံကြည့်လိုက်လေ။လုံကြည့်လိုက်။တကယ်လို့ထားပါတော့တကယ်ချစ်တယ်။အဲ့ဒီနောက်ချစ်နေတဲ့အချိန်မှာတယောက်ကဖောက်ပြန်ကြည့်လိုက်လေ။ချစ်လားလို့။တကယ်ချစ်နားလည်ပြီးမှလေ။ဖောက်ပြန်ကြည့်လိုက်။ချောပြလေမိင်္ဂလာဆောင်လို့ရှိရင်ဟာဒါမလို့ဒီနေ့ရောက်ယူတာပဲလူသူရှင်ကြမိင်္ဂလာဆောင်လိုက်တယ်မပြီးသွားဘူး ပြီးတော့ဘာလဲဆိုတော့အဲ့ main ကလေးတယောက်ရဲ့အဲအဲ့ main ကလေးတယောက်ရဲ့မင်္ဂလာဆောင်လဲဆိုတာအများရှိမှာမင်္ဂလာဆောင်ဆိုတာအဲ့ main ကလေးတယောက်ရဲ့တန်မိုးဖို့ကျူးလာနော်ဆိုတော့လူတိုင်းတန်မိုးရှိပါတယ်တန်မိုးရှိတာကိုယ့်ဥမာကိုကောင်းတယ်မဟုတ်ပါဘူး Hot 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 so yeah seafood seafood city hot 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 so seafood seafood city yeah that she salo seafood seafood city အာဒီနေ့ကဒီမမတုံစိန်ပေါ့နော်မဆာလီဖြိုးနဲ့ကိုနဲ့ကဟိုဒီလောကတဲ့ကိုရွှေလောကတဲ့ကိုဝင်လာတဲ့အချိန်မှာညီမမဆရာသမားရရှိရဆရာသမားရပြူလဲဆိုရင်ဒါရွှေသမီးကအနီမီလာရှိမယ်အာရွှေသမီးစိတ်ရွှေရနာတဲ့အနီမီလာရှိတယ်မတုံစိန်ရှိရနောက်ပြီးသွားလို့ရှိရင်အောင်တပြေရွှေတရားမမုန်းငယ်ရှိရဒါကတော့ကိုယ့်ရဲ့ဆရာသမားတွေပေါ့နော်အာဆရာသမားတွေကိုတော့ဘယ်တော့မှမမေ့ဘူးပေါ့ ဟုတ်အဲနောက်ထပ်ဆက်ပြီးတော့မလုပ်ဆရာရှိလဲဆိုရင်တော့ညီမဒီလုပ်ငန်းတွေကိုလည်းချက်ပြီးတော့ဟို plan ပေါ့ညီမချားလုပ်ငန်းလေးတွေလည်းရှိရတဲ့အတွက်ချားလုပ်ငန်းလေးတွေလည်းချက်ပြီးတော့ plan လေးပြန်ချနေပါတယ်ဟုတ်အာအခုကကိုယ်ကအေးစေးပါပဲပေါ့ပေါ့ပါပဲလလရှိမှာကတမီလေးနဲ့နှစ်ယောက်တူတူပျော်ပျော်ပါပဲဟုတ် strap ကတော့ရှိတာပေါ့နော် strap ကတော့ရှိရဆိုတာကတော့ဟိုပြောရလို့ရှိရင်မပြောတချို့နေရာတွေကဟိုဖွင့်ပြောလိုက်တာအထက်ပို့ပြီးတော့ကိုက ဟိုစိတ်ထဲမှာကြိတ်ပြီးခံစားရပေါ့အဲအများသောအားဖြင့်ကကိုတကယ် strap ပြီးရဲ့အချိန်ကြိုက်ရေလှုပ်ဖြစ်တဲ့အရာလေးတစ်ခုရှိတာကဟိုတမိလေးကိုမပြောဘူး အဲဘယ်စထရက်ပဲဖြစ်ဖြစ်ဘယ်အပူပဲဖြစ်ဖြစ်ဘယ်ကဏ္ဍပဲဖြစ်ဖြစ်အာကိုယ်တမီလေးကိုမပြောဘူးကိုယ်တမီလေးရှိမှာတော့ပြောင်းနေတယ်အာကိုကဥဆောင်နေရတဲ့အတွက်ပင်မန်းလားဆိုပင်မန်းတာပေါ့ဆိုရှယ်ရလည်းပင်မန်းနေအာဒီအလုံးလုံးရတဲ့အတွက်လည်းဟိုအရာအလုံးရတော့ပင်မန်းတာပဲဒါပေမဲ့ပင်မန်းနေလို့ညီမညီရဲဘူးပေါ့နော်ဘာဖြစ်ဆိုတော့ကိုနောက်မှာကိုယ်တမီလေးရှိတယ်အာကိုယ်တမီလေးတစ်ချိန်ကြာလို့ရှိရင်အဆင်ပြေဖို့ဟာလားဟိုကိုစူးစမ်းရမယ့်အရာတွေကိုအခုချိန်ကလေးကကိုစူးစမ်းရတယ်ဘဝကို plan တိချာလေး းချတယ်အာငါဘာလုပ်ရင်ငါဘာအဆင်ပြေမလဲငါဘယ်လိုလုပ်ရင်ငါအဆင်ပြေမလဲငါဘယ်လိုမျိုးချက်တမ်းမလဲအဲဒါမျိုးလေးတွေကိုတေးချာလေးဘဝကိုပလန်ချပြီးတော့ပဲအာစူးစမ်းပြီးရည်တည်တယ်များသောအားဖြင့်တော့ဟိုသမီးလေးကိုတော့အာဘာပူပင်တော့ကမှမဟုတ်ပဲနဲ့မပေးပဲနဲ့ဟိုကလေးတယောက်နဲ့ညီမျှတဲ့ကြော်ရှင်မှုကိုပဲပေးနေပါတယ်ဟုတ် main ကလေးနဲ့ယောက်ျားလေးမှာကရှင်တွဲလိုက်လို့ရှိလို့ရှင်ယောက်ျားလေးတွေကအဲဆက်ဆက်ဦးဆုံးမှာ အာဘယ်လိုပြောရမလဲပထမဦးဆုံးမှာသူတို့ဒီအရာကိုလိုချင်တဲ့အတွက် like တယ်အာတကယ်တကယ်လည်း main ကလေးတွေကပြေးတာအဲ့ချိန်မှာ အဲတကယ်တကယ်လည်းအဲ့ main ကလေးတယောက်ကတကယ်ယုံကြည်တယ်ငါတကယ်လက်ခံတယ်ငါသူဒီငါ့ကိုတကယ်ချစ်မြတ်လို့ပါတယ်သူဒီငါ့ကိုတကယ်အလုံးစုံ perfectly ပေါ့နော်အာဘွားနဲ့ပဲတွတ်တွတ်အလားဒီမိသားစုနဲ့တွတ်ရေရှည်ကိုအုံနောက်နဲ့ပဲစဉ်းစားနှလုံးသားနဲ့ပဲစဉ်းစားတာအားလုံးလက်ခံပါပြီဆိုတဲ့အချိန်ကျရင်ယုံကြည်မှုကို100%ပေးလိုက်ပြီဆိုတဲ့အချိန်ကျလို့ရှိရင်တော့အဲစတာပဲ main ကလေးတွေကြည်ကွဲရတာ ਈ ပါပဲဆိုတော့အာယောက်ျားတွေကိုယောက်ျားတွေမကောင်းလို့မဟုတ်ကောင်းတဲ့လူလည်းရှိတယ် အဲ့တော့မကောင်းလားဆိုတော့မဟုတ်တချို့ကြတော့လေဒီလိုပေါ့အဲချက်တက်တယ်ချက်တက်တဲ့အပြင်ဘာမှမလုပ်တတ်ဘူးချက်ယုံနဲ့လောကကြီးကဘာမှမပြီးသွားဘူးဒါပေမဲ့ချက်တက်တယ်ဒါပေမဲ့ဘာမှမလုပ်တတ်ဘူးဒါမျိုးအဲ့ဒါမျိုးလည်းမဖြစ်ရအောင်ကိုကဟလာဒီကိုရဲ့ relationship ကိုဘယ်လိုမျိုးထိန်းသိမ်းပြီးဘယ်လိုမျိုးလေးတည်ရပြီးကြောင်းသွားမလဲပေါ့အဲအဲ့ဒါမျိုးလေးတွေကတော့ကိုကိုတိုင်းကြုံတွေ့ကိုကိုတိုင်းမဲအဲဘွားကြီးကလက်ချပေးသွားတဲ့ဟာမျိုးလေးတွေရှိပါပါဟုတ် မျိုးကလေဟိုရှေးလူကြီးတွေပြောတာလဲမမှန်ဘူးမဟုတ်ပါဘူးတချို့တဝက်တီစကားတွေကလည်းဟိုမှန်ပါတယ်ဒါပေမဲ့အမြဲတမ်းမှန်နေရလို့တော့မဟုတ်ဘူးเนาะဆိုတော့အခုနောက်ပိုင်းဒီဘက်ခက်ကလူတွေကအကုန်လုံးကယောက်ျားလေးပဲဖြစ်စီမိန်းကလေးပဲဖြစ်စီ strong ဖြစ်လာကြပြီဆိုတော့ယောက်ျားလေးမှလည်းယောက်ျားလေးလျှောက် strong ဖြစ်တယ်လို့မိန်းကလေးမှလည်းမိန်းကလေး strong ဖြစ်တယ်ဆိုတော့အဲလာဆိုလို့ရှိရင်ဟိုအများသောအားဖြင့်အဲလာကအဲပြိုလဲသွားတဲ့တဲမှာပါတယ်အဲလာတိုက်ခိုက်ခံရလို့ပဲဖြစ်ဖြစ်တခခု strap ပြီးလို့ပဲဖြစ်ပြိုလဲသွားဒါပေမဲ့အဲလာကတပတ်ပဲ တပတ်ပဲအဲ့တပတ်တုန်းကအဲ့လားဘသူနဲ့မှမတွေ့ဘူးစကားပြောဘူးသူနဲ့မှကောက်ကိုတိရောက်သေးနေပြီကောက်ကိုဘာလုံးရမယ်ဆိုတော့တိချစင်းလာတယ်ပြန်ပြီးတော့ငါဘာလုံးတင့်လဲငါဘာပြန်ဘလို့မျိုးပြန်တီထောင်တင့်လဲငါဘလို့ပြန်လုံးတင့်လဲဆိုတဲ့အရာကိုတိချစင်းလာတယ်စဉ်းစားပြီးတော့မှအဲ့လားကအော်တိချ decision ချပြီးတော့တိချဘွားကို ပြန်သွားရဲပေါ့နော်အာနောက်တစ်ခုက main ကလေးရောယောက်ျားလေးရော strong ဖြစ်တဲ့အချိန်ဒီ kick ဘက်မှာကြတော့အရှိလူကြီးပြောသလိုပဲဟာအိမ်တော်ကြီးကဒီလိုဖြစ်ရင်ဒီလိုဖြစ်သွားမယ်ဟာဒီ relationship ကဒီလိုဖြစ်ရင်ဖြစ်သွားမယ်ဆိုတော့အမှန်ကန်တော့ကိုယ့်ပေါ်ပဲမူတည်တယ်အရာအလုံးကကိုယ့်ပေါ်ပဲမူတည်တယ်ကိုယ့်ခိုင်ယူကြပဲမူတည်တယ်ပတ်ဝန်းကျင် view site နေလို့ကဘာမှလုပ်ရမှာမဟုတ်ကိုယ်မှန်နေတဲ့ရင်ကိုလို့ကိုယ်မှန်နေတဲ့ရင်ကိုလို့ကိုယ်မှန်နေလို့ရှောက်ထားရင်ကိုယ်မှန်နေလို့ထင်လို့ရွေးထားတဲ့လမ်းကိုရှောက်မှားသွားခဲ့ရင်လည်းအိမ်တော်ကကိုယ်ပဲခံ ရှားလို့ဘေးမခံနဲ့နောင်တရလားဆိုလို့ရှိရင်တချို့အရာတွေကလောကကြီးမှာနောင်တရကြတယ်ဆိုတော့အဲ့လားမှာနောင်တမရအောင်အဲ့လားနောင်တမရအောင်ဘာဆိုငါရွေးချယ်ခဲ့တဲ့လမ်းဖြစ်တဲ့အတွက်ငါမမမမငါခံရမယ်ဆိုတော့အစကတည်းကရှိပြီးသားနောင်တတော့မရအောင်ဒါပေမဲ့ဘာလဲဆိုတော့အဲမင်းကလေးအများစုမှာရှိရဲ့ အဲ့မိန်းကလေးဒီဒီယောက်ျားလေးတယောက်ကအတဝင်တူတယ်ဟဲ့လားဒီယောက်ျားလေးတယောက်ကိုအများနဲ့နဘူးနစာလောက်တဲ့ကြီးတိုက်တဲ့ရစ်တဲ့ဒါတွေအကုန်လုံးကကြတော့အဲ့မိန်းကလေးဒီအဲ့ဒီမိန်းကလေးရဲ့စိတ်ထဲမှာဒီယောက်ျားကိုချစ်သေးလို့ဒီကိုယ့်ရဲ့ relationship ကိုပတ်တနာကိုကိုကလေးစားသေးလို့ချစ်သေးလို့ရစ်ချင်လို့စိုးချင်လို့နွဲ့ချင်လို့ပေါ့ဒါပေမဲ့အဲ့မိန်းကလေးတယောက်ကအတန်တိတ်သွားပြီဥမာမရစ်တော့ဘူး ဘာမှဘာဆိုဘာမှဟိုမဖြစ်တော့ဘူးဘာမှတုံ့ပြန်မှုမရှိတော့ဘူးဘလို့ပဲလှုပ်ပြလှုပ်ပြတုံ့ပြန်မှုမရှိတော့ဘူးဆိုရင်အဲ့မိန်းကလေးကတိတ်ဆိတ်သွားပြီဆိုရင်ကြောက်ရတယ်မိန်းကလေးတယောက်တိတ်ဆိတ်သွားရင်ကြောက်ရတယ်ယောက်ျားလေးတယောက်ကကြတော့တိတ်ဆိတ်သွားရင်ကြောက်ရတာမဟုတ်မိန်းကလေးတွေကတိတ်ဆိတ်သွားရင်ကြောက်ရတာဆိုတော့အဲများသောအားဖြင့်ပေါ့နော် ကို relationship ပဲဖြစ်ဖြစ်ဟလာကိုရဲ့အာဘယ်ဘယ်လိုယက်တီတဲ့ partner နဲ့ပဲဖြစ်ဖြစ်ကိုကဘယ်လိုညှိညှိနိုင်နိုင်လေးလုပ်လုပ်ပြီးွားလို့ရှိရင်လည်းကိုဒီတေချာစင်းစားဟိုအခုခေတ်မှာကျတော့အုံနောက်နဲ့တွေးလာကြပါပြီဟိုရင်ခက်ခက်လို့ဆိုလို့ရှိရင်နှလုံးသားနဲ့ပဲအရင်တွေးကြရလေနော်အခုခေတ်ကအုံနောက်နဲ့တွေးလာကြပြီအာများသောအားဖြင့်အာနှလုံးသားနဲ့ရွေးချယ်တဲ့ຢာရမှားတက်တယ်မှားတက်တယ်ဖြစ်တဲ့အတွက်အဲကိုလမ်းကြောင်းမှာကိုကကိုနှလုံးသားနဲ့ပဲရွေးချယ်ချဲခေါင်းနဲ့အုံနောက်နဲ့ပဲရွေးချယ်ချဲဘယ်လန့်စ်ဖြစ်ဖို့တော့လိုတာပေါ့ ဘယ်လန့်စ်ဖြစ်တော့ဘောလို့လာပေါ့ဘာဖြစ်လို့လဲဆိုတော့အဲချစ်ယုံနေပြီးသွားရဲဆိုရဲအရာကြီးမဟုတ်ဘူးလေနော်တသက်လုံးโอเคဒီပတ်တနာနဲ့ငါညားပါပြီရဲ့အဲကိုကယူသွားပါပြီရဲ့တဲ့ကလေးလေးမွေးလာပြီရဲ့ဟာဒီနောက်ဆက်တွဲတွေရဲ့အရာတွေကိုကိုက plan ကိုခေါင်းထဲမှာစဉ်းစားနောက်တစ်ခုကဟိုတခုရှိတာပေါ့ကိုသွားတဲ့နောက်ကို तू လိုက်နိုင်တာလား तू ရှိရသွားမှာလားကိုနောက်ကလိုက်မှာလား အဒါတွေကကိုကလုံးဝညှိပြီးတော့ယူနေရမယ့်အခြေအနေပေါ့ဟာရှေ့ကလည်းမလိုက်ဘူးနောက်ကလည်းမလိုက်ဘူးဘီကနေကလာကလာလုံးမယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့အဲဒီလိုမျိုးပဲအဲပါတနာတွေဒီလိုမျိုးဖြစ်မယ်ဆိုလို့ရှိရင်လည်းအစတွေကအဲကိုယ့်ရဲ့ relationship ကိုဇာကလေးကညှိပြီးတော့အဲလုံးတပ်ဖို့ပြီးအဆင်ပြေပါတယ်အဲ့ဒါတော့မပြောတတ်ဘူးနော်ဒါပေမဲ့အဲအဲ့လာမှာတစ်ခုရှိရယ်နောက်တော့မရဘူးလို့အဲ့လာပြောခဲ့ဆိုတော့အရန်ထမ်းမြက်နေတဲ့ main ခလေးနားမှာရှိရယ်ယောက်ျားလေးကဖုံးကံမညှိတော့ထွက်သွားတယ်အဲ့လာအဲ့လိုပဲသတ်မှတ်တယ် ဖုံးကန်တူးနေတယ်ဆိုလို့ရှိရင်ဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးလေနော်ဖုံးကန်မညီတဲ့လူတွေကဒါထွက်သွားမှာဆိုတော့ကိုကိုတိုင်ကတော်အောင်လို့ကိုကိုတိုင်ကကောင်းအောင်လို့ကိုကိုတိုင်ကပတ်စံရှိတာမရှိတာတဲ့စင်ကျင်ဆုံးတရားရှိဖို့လိုတယ်တာဝန်ယူမှုလိုတယ်ယုံကြည်ရဖို့လိုတယ် ဒီယုံကြည်ရမှုတွေတာဝန်ယူမှုတွေအားအရာကြီးအကုန်လွယ်သုံးစားလုပ်သွားပြီ။ကိုကတော့100%မြစ်တာတွေအားရပါးရပေးပြီးရောဟုတ်လား။ဟိုကို့ဘာမှကာကွယ်မှုမရှိ။ဒါပါတော့ဥမာဟိုဒါပါတော့ဥမာဆိုရလို့ရှိလို့ရှိရင်အာသူနဲ့ဟာသူ့ family နဲ့ကို့ family နဲ့တွေ့တဲ့အခါမှာဟလားသူဟိုကို့သူ့ family ကဟလားပိုးစိုးပတ်ဆက်ကြီးဒီလောက်တိတ်ခါတွေချဟလားကို့မာနာရိုက်ချိုးနေတဲ့အချိန်မှာသူ့ကိုကအတူတူတရားနဲ့လမ်းကြည့်လိုက်တဲ့အချိန်မှာ ငါ့အိုများကာကွယ်မလားလို့နှမ်းကြည့်ရဲ့အချိန်တွေရှိခဲ့မှာပဲလေ။ဆိုတော့အဲ့အချိန်တွေမှာဟိုဘယ်လိုခေါ်မလဲ။တယုတ်တရနဲ့ငါ့အိုများကာကွယ်ပေးမယ်လို့ငါယုံကြည်ထားတာ哦။အဲ့လိုယုံကြည်ထားတဲ့အချိန်တွေမှာမယုံရတယ်။အေးဆေးပန်းနေပြောခါရတာငါကတော့အေးဆေးပဲဆိုဘွက်ဆိုလက်ထွက်သွားတယ်ယောက်ျားမျိုးတော့ဘယ်တော့မှမယူချင်နဲ့ပေါ့။ဒါကတော့အဆင်ပြေမှာမဟုတ်ဘူးလေ။နောက်လည်းအဆင်ပြေမှာမဟုတ်ဘူးနော်။ဒါသူ့ရဲ့ဘာလို့အဆင်မပြေလဲဆိုတော့ဒါသူ့ရဲ့ဒီပတ်တနာကိုတော့မှ သူဒီလိုလုံးနိုင်ရင်သူရေးရှိတော့ဟလာသားရင်တမီးတွေမီးတွေမြစ်တွေအဲ့ရောက်ရင်ရောသူဘလို့ကောက်ွယ်မှာသူကသူဘလို့ကောက်ွယ်မှာအဒါရေးရှိတရားပေါ့အဲ့လားကြတော့ဟိုဘယ်လိုခေါ်နည်း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 ကိုလိုကလန်တိုက်တဲ့ထဲမှာပါလို့လာတော့မသိဘူးအဲအဲ့လားစိတ်ကြောင်ပေါ့နော်အဲ့လားကြတော့အဲ့လိုမျိုးတိတ်ပြီးတော့အဲများသောအားဖြင့်အုံနောက်နဲ့စဉ်းစားများလဲဟိုမချစ်ဘူးလားဆိုရင်တော့ချစ်တတ်တယ်လေချစ်တတ်တယ်လေအဲ့လားလဲအိမ်မှာခွေးအကြောင်းလေးလုံးမွေးတာခွေးအကြောင်းလေးချစ်တတ်တယ်လေ ဟာကိုကလေးကိုလည်းကိုချစ်တက်တယ်လေခါလေးကြလို့ရှိရင်တော့လေအဲလူတယောက်ကိုချစ်ရင်ပြင်ဆင်ခြင်းနဲ့လေပြင်ဆင်လို့မရရင်မလုပ်လိုက်လွတ်လိုက်မှာပေါ့တခါလေးကြလို့ရှိရင်ရှိရလေကိုကတန်ဆူချိုးကြီးမကင်တော့ဘူးလေတန်ဆူချိုးကိုကင်ထားတဲ့ခါကျရင်သွေးတွေဒါတောက်တောက်တောက်ကျသွားမပြီးပါဘူးဒီရဲ့အရာမပြီးပါဘူးနောက်တစ်ခုကနောက်တစ်ခုကအဲ့ relationship မှာအစိုးဆုံးအချက်ရှိရယ်စက်ထုံးတစ်ခုထုံးပြီးွားလို့ရှိရင်အဲ့စက်ထုံးကဘယ်တော့မှမပြတ်ဘူးအဲအဲ့တော့ အဲ့ဆက်ထုံးတံကိုခံရမယ်နောက်ဆက်တွဲလူကအဲကိုဖြစ်ရင်ဖြစ်မဖြစ်ရင်သူလည်းဖြစ်နိုင်တယ်လို့ကိုလည်းဖြစ်နိုင်တယ်ဒါမို့ရင်ဂျားတွေကဟဲ့လားဟိုတားရင်တမီးရဖြစ်ရင်လည်းတားရင်တမီးလည်းဖြစ်နိုင်တယ်ဒါဆိုအဲ့ဆက်ထုံးမရှိအောင်လို့အစာကလေးကပြင်ဆင်ဖို့ကပို့ပြီးတော့ကောက်ပါလေကိုအပြင်းပြင်းပါရောမဝိုင်းစုမဝိုင်းစုဂျားမိုင်းစုမိုင်းစုတချင်တမီးဖြစ်လိုက်ပါအပြစ်မမြင်တော့ဘူးတော်ပြအပြစ်ပြမြင်ပါတယ် မြင်ပါတယ်တမီးကတော့တမီးမြင်ပါအပြစ်တကယ်ချင်းအပြစ်မမြင်ဘူးဆိုတာရှောက်ပြောနေတာလုံကြည့်လိုက်လေလုံကြည့်လိုက်တကယ်လို့ထားပါတော့တကယ်ချစ်တယ်အပြစ်မမြင်ဘူးအဲ့ဆိုလို့ရှိရင်အဲ့ဒီလူတယောက်ကမင်းကလေးဆက်ဖြစ်စေယောက်ျားလေးဖြစ်စေသူတို့နှစ်ယောက်ချစ်ကြအဲ့ဆိုလို့ရှိရင်အဲ့ဒီယောက်ချစ်နေတဲ့အချိန်မှာတယောက်ကဖောက်ပြန်ကြည့်လိုက်လေချစ်လားလို့ချစ်လားလို့တကယ်ချစ်နားလဲပြီးမှလေ ဟုတ်ပြန်ကြည့်လိုက်မြောက်ဝေးပြန်ပြီအဓိကအဲ့ဒါမပါဘူးเนาะအဲ့လားကဘာလဲဆိုတော့အဲ့လားအဲ့ကိစ္စတွေအဲ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စတွေပိုင်းမှာအဲ့လားတို့ကမပါဘူးမပါဘူးเนาะအဓိကဘာလဲဆိုတော့အဲ့လားကအာနောက်ဆက်တွဲပေါ့ဒီပါတနာရဲ့နောက်ကနောက်ကနောက်ကတော့အရာတွေကအဲ့လားလမ်းကလက်မခံနိုင်တော့တဲ့အခြေအနေဖြစ်သွားတာပဲအာဒါကလေဟို အဲ့လာမမဟုတ်ပါဘူးချားလူရေလည်းလက်ခံကျင်မှာလက်ခံမှာလေလူတယောက်ကိုထိုင်ပြီးတော့အပုတ်ချပြီးတိတ်ခါချဘာလို့လို့အကောင်းမမြင်ဘူးဆိုရင်ဘသူကလက်ခံမှာတော့ဟဲ့လားလူဆိုချီးကျူတာကြိုက်တာလေချီးကျူတာကြိုက်တာကိုယ့်ကိုလေးစားကြိုက်တာကိုယ့်ကိုတတ်မှုထားတာကြိုက်တာလေဆိုတော့မနေ့ကဆိုလို့ရှိရင်အဲ့လိုပေါ့အာကိုယ့်တငယ်ချင်းရဲ့မိလာဆောင်ဘွဲကိုတက်ပေးလိုက်တယ်ဟုတ်သားကိုရန်ချင်းတော့အောက်ပိုင်းပိုင်ဘွဲကိုကတက်ပေးတယ်တငယ်ချင်းကတော့ညီမလေးကိုလည်းရဲချစ်တော့တက်ပေးရချင်းချီနေနေမင်းကလေးအဲအဲအဲ့ကိစ္စအရင် ပြောပြမယ်အဲ့ကိစ္စကဘာလဲဆိုရင်အရန်ကိုနက်နေတယ်ဘာလဲနက်နေတာလဲဆိုတော့အဲ့ဒီမင်္ဂလာဆောင်တချို့ပြောလေမင်္ဂလာဆောင်လို့ရှိရင်ဟာဒါမလို့ဒီနှစ်ယောက်ယူလာပဲလူသူရှင်ကြာမင်္ဂလာဆောင်လိုက်တယ်မပြီးသွားဘူးမပြီးသွားဘာလဲဆိုတော့အဲ့ main ကလေးတယောက်ရဲ့အဲအဲ့ main ကလေးတယောက်ရဲ့မင်္ဂလာဆောင်တယ်ဆိုတာအများရှိမှမင်္ဂလာဆောင်ဆိုတာအဲ့ main ကလေးတယောက်တန်မိုးဖော်ကျူးလာနော်ဆိုတော့လူတိုင်းတန်မိုးရှိပါတယ်တန်မိုးရှိပါကိုယ်ဥမာကိုကောင်းတယ်မဟုတ်ပါဘူး ကိုဥမာကိုကောင်းတာမဟုတ်ပါဘူးလူတိုင်းလူတိုင်းကတုတ်တံမိုးနဲ့သူရှိပါတယ်ဒါပေမဲ့အဲ့တံမိုးထိလာရင်ကဘူးမခံနိုင်ဘူးလေအဲဒီလိုပဲပေါ့အဲ့ဒီကအမှန်တိုင်းပြောရလို့ရှိရင်တော့အဲနည်းနည်းလေးရှိတယ်ပေါ့မိသားစုကိစ္စရယ်ကိုကိုမိသားစုကိစ္စရယ်လည်းပါတာပေါ့နော်အာအရင်တော့က2017 17စနစ်လောက်မှာဆက်လုပ်ခဲ့တယ်အာဒီ miss boy လည်းပြိုင်ခဲ့တယ်အာနောက်ပိုင်းမှာက2016လောက်မှာဆက်ပြီးတော့ အာထွက်လိုက်တယ်ပေါ့နော်ထွက်လိုက်တယ်ဒီကိုရဲ့အဲ့ချိန်တော့ကိုကအပြိုဆိုတော့ကိုရဲ့ family ကိစ္စတွေဟာလာအာနပန်းလုံးလုံးနေရတဲ့အချိန်လုံးဝ busy ဖြစ်နေတဲ့အချိန်ဆိုတော့ရှင်းပြောရင်ဒီဘက်ချမ်းမှာကိုကအာထွက်လိုက်ရတာပေါ့နော်အဲ့ဆိုတော့တစ်ဖက်ကိုအားပေးလိုက်ရတာပေါ့အဲအဲ့နောက်ပိုင်းအားလုံးပြီးသွားတဲ့အချိန်မှာကိုဘကိုရက်တီရဲကိုကကိုလုံးဆက်ရှိရလုပ်တယ်အဲအခုလက်ရှိသမီးလေးလည်းရလာပြီဖြစ်တဲ့အတွက်အာငါးစီးပွားရေးပဲလုပ်တော့မယ်ဘာဖြစ်စော်ဟိုကိုလည်းအရင်လိုလေအမှန်တိုင်းပြောလို့ရှိရင်တော့ကို အရင်တော့တသေးလေးကိုအခုကနည်းနည်းလေးပြည့်လာတဲ့အချိန်မှာကိုကိုကို coffee ရလေးနည်းနည်းလေးကျသွားတာပေါ့နော်ကျသွားတဲ့အချိန်မှာပြန်ပြီးဝေးချရလေအခုပြန်ပြီးဝေးချလာတော့ပြန်ပြီးတဖြည်းဖြည်းနဲ့တော့ဝေးချနေတာအဲရေပုံစံတိုင်းညက်ဖြစ်အောင်ဆိုပြီးစူးစမ်းနေတော့အဓိကတော့အဲလူပြလာတဲ့ဟိုပိုးကတော့ဘယ်ဘယ်ပြောက်သွားမလဲဒါပေမဲ့သို့တော်လည်းပဲကိုကအလောလောရမယ်။နောက်တမိလေးရှိတယ်။ခေါင်းထဲမှာပထမ သမီးလေးပဲထည့်ထားရဆိုတော့အဲသမီးထွက်ပြီးွားရအလုပ်အလုပ်ပြီးွားရသမီးဒါပဲပေါ့အဲအဲ့လိုမျိုးလေးပါအဲအားကြတာရှိလားဆိုရင်တော့လူတိုင်းကတော့သူ့ဟာနဲ့သူအားကြကြတာပဲအဲအဲ့လားအဲ့လိုမျိုးအရင်လူတစ်ဖက်သားကိုအားကြရတယ်မပပဘူးအဲ့လားကိုကုတ်ကိုချစ်တာအရင်တော့ကိုကုတ်ကိုမချစ်ခဲ့ရဘူးလေတစ်ချိန်လုံးတစ်ဘဝလုံးတစ်ဘဝလုံးကိုကုတ်ကိုမချစ်ခဲ့ရဘူးခုမှကိုကုတ်ကိုချစ်တာဆိုတော့သူများအားတော့မကြဘူးဒါပေမဲ့သူများကိုဖြည့်ဆည်းပေးနေတာအခုလည်း ကိုကိုကိုသာချက်တယ်ပြောရပါသမီးအတွက်ကိုဖြည့်စည်းမရဘူးဒါပါပဲအကြလာလို့ပြောရင်တော့မကြပါဘူးဘယ်သူမှကိုကိုတိုင်းပဲကိုကိုကိုပဲအကြအော်ပြောတာပေါ့ဘာဖြစ်စောမစမိုင်ချောတယ်လေနော်အဲ့တော့အမကလည်းချောတဲ့အတွက်ကြောင့်မပြောပါနဲ့အဲ့လိုပြောတဲ့အတွက်ဒါပေမဲ့တူလားလို့မေးတော့တခြားကြီးကိုမတူပါဘူးရိုင်းပေါက်ကြီးပါအာကောက်ပါတယ်ဘလို့ဘလို့ပြောရမလဲတော်သူလုံးချင်တာလုံးရတယ်ဟိုဟာဖြစ်တယ်ဆိုတာလေအရာအားလုံးကတစ်ချိန်လုံးကတော့လောကကခံခဲ့ရမှာကြီးပဲလေလူဆိုတာကတော့အောက်ခြေရပဲအကုန်လုံးတက်လာအဲ့လောက်လေအောက်ခြေရတက်လာတယ်လူရဲ့ဆိုတော့ အကုန်လုံးကတော့အောက်ခြေကနေတုံညာဆိုတဲ့ဘဝကနေစလာတဲ့အတွက်အဲ့တုံညာဘဝကိုတိတဲ့လူတိုင်းကဖြည်းဖြည်းချင်းတက်လာတာများတော့ပျော်ရွှင်မှုတွေကတော့ဝယ်လို့ရတယ်လေပျော်ရွှင်မှုဆိုတာဝယ်လို့ရတယ်ပျော်ရွှင်မှုဆိုတာဝယ်လို့ရတယ်ဆိုတာကဟိုတခြားပေါ့ဥမာရန်နာပစ္စည်းကိုကဝယ်ချလိုက်တာပဲဖြစ်ဖြစ်အဲတခြားသောအဲကိုကဒါလေးကိုကြိုက်လို့ဒါလေးကိုလိုချင်လို့ဝယ်ချလိုက်တာဖြစ်ရတယ်လေအဓိကမရတာကစိတ်ထဲကတကယ်ပျော်ရွှင်မှုအဲဆိုတော့စိတ်ထဲကပျော်ရွှင်မှု အဓိကအရေးကြီးရအောင်စိတ်ထဲကပျော်ရွှင်မှုရဖို့အရေးကြီးရဲနောက်တစ်ခုကအဲလာဆိုလို့ရှိရင်တမီးလေးနဲ့ဆိုရင်ပျော်ပျော်နေတယ်အာများသောအားဖြင့်ကဟိုဘယ်လိုကောင်းမလဲကိုပျော်ရွှင်မှုပဲအဓိကထားကောင်းပါလေသူများပျော်ရွှင်မှုတော့မထားရပဲကောင်းပါလေသူများကသူများပျော်ခြင်းပျော်ပျော်ခြင်းတွေပေါ့သူတို့ကိစ္စပေါ့ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်